မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြထံတော်ပါမခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမြတ်မာဂျေဇုရောအဖြစ်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဗျာဒခင်ပြင်ဆင်ပေးတဲ့အတွက်စာလံချန်းခန်းကြီး54အပိုက်ငယ်၄ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ကြည့်ရှုလို့ဘုရားသခင်သည်ငါ့ကိုကူမတော်မူ၏ငါအသက်ကို ထောက်ပံ့တော်သူတို့တွင် ဒါဝရဖျားရှိတော်မူ၏ဒီကျမ်းစာကိုကြည့်တဲ့အခါမှာကျွန်တော်ခွန်အားရလာလေးတခုရှိပါတယ်ဘုရားသခင်ကငါ့ကိုကူမတယ်လို့ပြောပါတယ်ဒါကတော့မမြင်ရတဲ့ဘုရားသခင်ရဲ့ကူမခြင်းကိုသူကဝန်ခံထားတာဖြစ်ပါတယ်ပြီးတော့ငါ့အသက်ကိုထောက်ပံ့တော်သူတို့တွင်ဒါဝရဖျားရှိတယ်လို့ပြောပြန်တော့ဒါကမြင်ရတဲ့ကူညီထောက်ပံ့ခြင်းကိုဆိုလိုတာဖြစ်ပါတယ်ဘုရားသခင်ကကောင်းငင်ကနေပြီးတော့မှ အထုတ်ကြီးပြစ်ချပြီးတော့မှကူညီမတော့မဟုတ်ပါဘူးကျွန်တော်လိုအပ်နေတဲ့အခါမှာဘုရားကိုချစ်တဲ့သူတွေဘုရားသခင်နဲ့အတူသွားလာတဲ့သူတွေဘုရားရဲ့လူတွေကနေတဆင့်ဘုရားသခင်ကကျွန်တော်တို့ကိုကူညီထောက်မတာဖြစ်ပါတယ်ဒီလိုဆိုလို့ရှိရင်နှစ်ဖက်စဉ်းစားလို့ရပါတယ်ကျွန်တော်တို့ကိုကူညီပေးတဲ့လူသားတွေရှိပါတယ်အဲ့ဒီလူတွေဟာဘုရားကိုချစ်တဲ့သူတွေဘုရားသခင်အတုံးခံတဲ့သူတွေဖြစ်ပါလိမ့်မယ်နောက်တစ်မျိုးကဘာလဲဆိုရင် ကျွန်တော်တို့ကိုကူညီမစားတဲ့သူတွေနဲ့အတူဘုရားသခင်က ရှိနေမယ်ဆိုတဲ့အဓိပ္ပာယ်လည်းဖြစ်ပါတယ်ဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အသက်တာမှာ သူတို့ဘာကို ကျွန်တော်တို့ကကူညီမစားတဲ့အခါဘုရားသခင်ကကျွန်တော်တို့ကိုနှိုးဆော်လို့ကျွန်တော်တို့ကိုဘုရားသခင်ကအခွင့်ပေးလို့ကူညီရတာဖြစ်ပါတယ်ဒုနည်းလကောင်းပဲကျွန်တော်တို့ကသူတို့ဘာတွေကိုကူညီလိုက်တိုင်းကူညီလိုက်တိုင်းမှာဘုရားသခင်ကျွန်တော်တို့နဲ့အတူရှိနေပြီး ကောင်းကြီးပေးမှာဖြစ်တယ်ဆိုတဲ့အတိပဲလည်းဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့ဘုရားသခင်ရဲ့အကူအညီဆိုတာကဘုရားသခင်စီကပဲလာတာဖြစ်ပေမဲ့မြင်ရတဲ့လူသားတွေကိုဘုရားခင်ကအသုံးပြုပြီးတော့မှသူ့ရဲ့မဆထောက်ပင့်ခြင်းကိုခံစားစေတယ်ဆိုတာကိုသိရှိနားလည်ဖို့လိုပါတယ်။မနေ့ကကျွန်တော်ချောင်းသာအသင်းတော်မှာရောက်နေတော့ခြံဝင်းတကားလှုပ်တဲ့နေရာကိုရောက်သွားပါတယ်။ခြံဝင်းတကားအပ်ထားတဲ့သူစီမှာ စကားစမိပြောရင်လည်းသူကဘာပြောပြလဲဆိုတော့အကိုရဲ့အလုတ်ကို လက်ခံပြီးကလေးကအခြားအလုတ်တွေအများကြီးရလာတယ်ဆိုပြီးတော့မှသူကပြောပါတယ်အဲ့ဒါနဲ့ကျွန်တော်ကလည်းဒါကကျွန်တော်ခမ ्या ကိုအလုတ်အလုတ်ခမ ्या အလုတ်တွေအများကြီးထက်ရတာလို့ကျွန်တော်ပြောတော့သူသဘောကျပြီးတော့လက်ခံတယ်ဆိုတာတွေ့ရတယ်တခါတလေမှ ကျွန်တော်ဗာစဉ်းစားမိလဲဆိုရင် အမှုတော်ကို ထောက်ပံ့တာအဲ့လိုဖျားသခင်ရဲ့အမှုတော်ကိုထောက်ပံ့တဲ့ ူတွေ၊ကူညီတဲ့သူတွေ၊အမှုတော်ဆောင်တွေကိုကူညီထောက်ပံ့တဲ့သူတွေ၊ပေးလှူတဲ့သူတွေသူတို့လှူဒန်းလိုက်တဲ့နောက်ွယ်မှာမမြင်ရတဲ့ဘုရားသခင်ရဲ့လက်တော်မဆာခြင်းနဲ့အတူကောင်းချီးမင်္ဂလာတွေရှိတယ်ဆိုတာကိုသိရှိနားလည်သိချင်ပါတယ်။မယုံကြည်သူတွေတောင်မှဘုရားကြောင်အလို့ကို လက်ခံပြီးလှုပ်ဆောင်ပေးတဲ့အခါမှာသူတို့မှ လုပ်ငန်းတွေရကြတယ်၊အလုပ်တွေအဆင်ပြေသွားကြတယ်ဆိုတာလည်းတွေ့ရပါတယ်။ဒါကချောင်းသာအသိတော်မှာကျွန်တော် စောက်လူကြီးတွေလုံနေရင်းနဲ့မြင်တွေ့ရတဲ့တက်တေလက္ခဏာတွေပဲဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့တွေဘုရားသခင် အလိုတော်အတိုင်းပေးကမ်းလှူဒါန်းခြင်း၊ကူညီထောက်မခြင်းတွေကိုပြုခြင်းအပြင် ကျွန်တော်စီမှာလည်းဘုရားသခင် အတူရှိခြင်းဘုရားရဲ့မဆခြင်းကိုခံရနိုင်ခြင်းစတဲ့ကောင်းကြီးမင်္ဂလာတွေစုံလင်ကြွယ်ဝစွာရောက်ရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်အမှုတော်ကို ထောက်ပံ့ပါအမှုတော်ဆောင်တွေကို ထောက်ပံ့ပါ ဘုရားသခင်ကူညီမဆလို့တော်သူတွေကိုကူညီမဆပါဒီလိုအားဖြင့်ကျွန်တော်တို့နဲ့အတူဘုရားခင်အတူရှိကြောင်းကိုတသက်ထူရာဖြစ်တယ်လို့ပဲကျွန်တော်တို့ကိုဘုရားခင်ကလည်းထောက်ပံ့ကူညီมาဖြစ်ပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရောကိုယေရှုတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုသတိပေးလို့ယေရှုတင်နေကျွန်တော်တို့ကိုထောက်ပံ့တဲ့သူတွေနဲ့အတူဘုရားခင်အတူရှိကြောင်း တက်တည်ထူတော်မူပါမှုတော်ကိုထောက်ပံ့ကြတဲ့အလူရှင်များဆုတောင်းပေးတဲ့သူများပေါ်မှာခန္ဓာစိတ်ဝိညာဉ်မဆာချက်အမျိုးမျိုးတက်ရောက်စေတော်မူပါယေရှုတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်၏အသက်တာပေါ်မှာဆက်လမ်းပြပါမည်အကြောင်းသခင်ယေရှုနာမ၌တဏိတာကိုဆက်ကအနံဆုတောင်းပါ၏အာမင်